မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့စိတ်ခွန်အားအတွက်ကောင်းလို့ရရာစာစုများဆိုတဲ့စီစဉ်လေးကဖြစ်ပါတယ်ဆရာချစ်ဆန်ဝင်းရေးသားတဲ့စိတ်စည်းကမ်းဆိုတဲ့စာအုပ်ထဲကလိုခြင်းတက်မှတ်သည့်စိတ်ဆိုတဲ့စာလေးဖြစ်ပါတယ် လိုချင်တက်မှတ်ခြင်းလောဘစိတ်ဟာမိမိအတွက်ရယူလိုသောစိတ်မိမိအတွက်ပိုင်ဆိုင်လိုသောစိတ်တက်မှတ်သောစိတ်ဆွဲလန်းမှုတန်ရောစဉ်ကြီးမှုစသည်တို့ဟာလောဘစိတ်ဖြစ်ပါတယ်လောဘစိတ်ဟာမရင်ကျေးတဲ့စိတ်ပဲဖြစ်ပါတယ်အရထဲမိသားစုတဲ့အဖွဲ့အစည်းတဲမှာတူတူငါငါလူတကာတွင်မကြခဏတွေ့မြင်ရတဲ့စိတ်ဖြစ်ပါတယ်လောဘစိတ်ဟာ လူရဲ့စိတ်ခန္ဓာမှာတမိမိကြီးထွားနေတတ်ပါတယ် မထေလေးများကိုအယောင်ဆိုးထားသလိုဆွဲဆွဲမဲမဲလည်းရှိတတ်တဲ့သဘောရှိပါတယ်။နွားငယ်မှာဂျိုးပေါလာပါကရက်တံမနေပဲတရွေ့ရွေ့ကြီးထွားရှည်လျားလာတကယ်တော့နောက်မှစိတ်ဟာလဲနောက်မဆုတ်ပဲကြီးပွားနေတတ်ပါလေ။အရာရာကိုလိုခြင်းမျက်စိဖြင့်ကြည်ပါလေ။ထိုအခါတရားမမျှတမှုများသည်တောက်လျှောက်ဖြစ်ပေါ်လာပါတော့လေ။တရားသူကြီးရှေ့နေရှေ့ရအမှုတန်းအရာတန်း ဝင်နှက်ရရတို့လက်ယူခြင်းဟာလောဘရဲ့စိတ်ဆော်မှုကြောင့်ဖြစ်ပါတယ်။ထို့အခါလောကအလုံးစုံသည် ပြတ်သုံးပါတယ်။ထို့သောပြတ်သုံးလာတဲ့အခါလောကကိုသူတော်ကောင်းတို့က မဆောင်လျှောက်ပဲရှိလာပါတယ်။လူအဖွဲ့အစည်းလူပြည်လူရဟာ ပြည့်စည်လာပါတော့တယ်။ရစရာလုံးစရာအလုံးကိစ္စများကိုမိမိနဲ့ပတ်သက်သူများကိုဦးစားပေးပေးခြင်း ရယူလိုသောဆန္ဒများဖြင့်အယောင်ဝယ်ပြုလို့ရရင်လီဇယ်ပြောဆိုရောင်းချခြင်းရရှိရေးအတွက်လီဇယ်ပြောဆိုခြင်းတိရအကျိုးပေါက်ခံ၍မိမိပိုင်ဆိုင်ရေးအတွက်ကြိုးပမ်းခြင်းတို့သည်လောဘရဲ့အစိဆုံးမှုပဲဖြစ်ပါတယ်။လောဘစိတ်တော်လာပါကအကြောက်တရားအဆက်တရားတို့ကင်းမဲ့လာပါတယ်။ရယူလိုသောစိတ်ကြောင့်ပေကံစွန့်ကြဲလိုသောဒါနစိတ်တို့ဟာ ပြတ်သုံးပြီးဥစ္စာယူ သာသမီယူလင်ဒာယူဖြစ်ကြရပါတယ်။ယူပြီးဆိုပါကလောကအလုံးအတုံးမကြရစီရမရှိဖြစ်ရပါတယ်။လောဘအားကြီးလာပါက စင်ကျင်တုံတရားကင်းမဲ့လာပါတယ်။ရယူလိုခြင်း တစ်ခုတည်းကိုသာကြည်တတ်ပါတယ်။တခါကဆရာတော်တပါးဟာကျောင်းသူတကားတကမားတို့ကပအောင်မုံအုံးတို့ဇာတာကူမုံလက်ဆောင်စသည့်မုံလက်လင်အချင်းပောက်တတ်သောစားစရာတို့လာရောက်အလှူဒါန်းကြပါလေ။ เจ้ามาเสียတော့ก็ไม่ใช่ลายောက်หลุนั้นท้องหมู่เหมียวก็ซ้าเสียอาเหมียวก็อุตุรก็ละขันย้ายอยู่ท่าบาดิเสียတော့ก็ม้นล้วยกันนี้ไดยောက်มาล่ะพี่มีโซปิโลยามีก็ไม่ติดต่ออุตุรฮะลายောက်หลุนั้นท้องตะยีตาเหมียวฮะญาตินี้ม้นล้วยลิงฉิงกုံတော့มีเฉยไม่ปอกขึ้นซะเปิ่มมาสุบีโทซ้าเสียอาเหมียวอกုံซ้าบาดิတော့เสียတော့เปลี่ยนละတော့ค่ะอ๋องะตะเป้ตุรดี ပမုံအုံတို့စံကိုနှမျောသည်သူ့အသက်တော့မနှမျောပါတကားဟုတန်ဝေကရလေသည်ဥသူတော်သည်အစာတော့လွန်၍အသက်ဆုံးရှာရလေသည်လောဘတရား၏လှုံ့ဆော်လာလင် အသိဉာဏ်ပညာသည်စိတ်သုံးသောဘဝသို့ရောက်သည် လောဘတရား၏လှုံ့ဆော်မှုသည် အကုသို့လုံငန်းများဒုစရိုက်လုံငန်းများကို မကြောက်မရွံ့လှုပ်သည်အထို့သောသူတို့သည်သူတစ်ပါး၏ပစ္စည်းကို ရယူလိုသော လောဘဖြင့်ဗမျှထွက်တိုက်ကြသည်ဗန်ဒိုက်ကြီးများကိုဝင်ရောက်စီးနှင်းကြသည် ထိုအခါသက်ဆိုင်ရာအုပ်ချုပ်သူတို့သိရှိ၍ခုခံကြသောအခါအသက်ဆုံးရှုံးကြသည်ယုံရဲဌာနသို့ရောက်၍ထောင်ကျကြရသည် အသက်သေးဆုံးပြီး ထောင်ကျမိကုန်မစင်စားနိုင်အောင်လောဘတရားကအတိညာဉ်ပညာကိုပိတ်ဆို့ထားသည်တခါကအိန္ဒိယနိုင်ငံတွင် ချမ်းသာကြွယ်ဝသောမျိုးရိုးမှဆင်းသက်လာသောအရာရှိကြီးတဦးသည် နိုင်ငံပိုင်ငွေကြေးများကိုအလွဲသုံးစားပြုသည်ထိုအရာရှိသည့်ထောင်ကျကဇနီးမယားသားသမီးများနှင့်မိဘမျိုးရိုးပါဂုံတိတ်ခါကြဆင်းသောဘဝသို့ရောက်သည်သူတစ်ပါးပစ္စည်းအားခိုးယူမှုသည် များမှသာလောဘတက်သည်မဟုတ်တပြားတစ်ချက် တပဲဤပေါ်၌လည်းတတ်မှတ်မှုသည် ရှိသည်ဤသည်လင်မယားသည်အင်းရှင်မင်းဖြစ်သည့်အတိုင်းအောင်မျိုးရိုးတဲ့တွင်ဖွက်ထားသော သူတို့ငွေတစ်ပဲတစ်နည်းကို အခင်းချင်းဖြင့်တွားရောက်ယူသည်ကာမတ်စကာအရင်ရှင်တို့၏လောဘအကြောင်းကိုဖွဲ့ဆိုရာတွင် အရင်ရှင်များသည်25ရာခိုင်နှုန်းမျှမြက်လင်းပြီးလက်ရဲစိတ်ရဲလှုပ်တတ်ကြသည်90ရာခိုင်နှုန်းမြက်ပြီဆိုပါကသူတို့၏ဂုံစိတ်ကားကိုပင်မငဲ့ကွက်ပဲမူသားကိုပင်စိုးဝန်းကြသည် ထိုသူများသည်တရားရာခိုင်နှုန်းမြက်ပြီဆိုပါကဆက်တိုင်တို့တည့်ရံပင်ဝင်မလေးဟု ဆိုခဲ့သည် လူတို့ဤလောဘတရားကိုသိသာခင်ရှားအောင်ပြောဆိုမှုတည်းဖြစ်လေသည်လောဘသည်ဒေါသကိုလှုံ့ဆော်သည်တခါတွင် ကျွန်တော်တို့အရ၌အိမ်ကြီးချင်းနှူးခြံစည်းရော သူ့ဘက်ပါသည် ကိုယ့်ဘက်ပါသည်ဆိုပြီး လောဘဖြင့်ရံဖြစ်ကြရာခုတ်ထိရိုက်နှဲ့ကြရာနှူးသလုံးပွဲခြင်းပြီးကြလေသည်သူတို့ပွဲခြင်းပြီးကြတော့လေသူတို့မြေတလက်မကိုမှပင် သဲမသွားနိုင်ကြ။ရခဲ့လာသောလူဘဝသည်အချီနီးဖြစ်ပြီးသေဆုံးကြရလေသည်။လောဘကိုတဏှာပေမတဏှာရာဂတဏှာလောဘဟုလည်းတွဲ၍ခေါ်ကြသည်။ပေမသည်ချစ်ခင်မှုတယောစဉ်ကြည်မှုတွေ့တာမှုဖြစ်သည်။မိဘသားသမီးညီကိုမောင်နှမဆွေမျိုးညာတိဇာတိရရွာဇနီးမယားလျှောက်ကြလို့တူဦးပေါ်တူဦးတယောက်ပေါ်တယောက်ချစ်ခင်မြတ်နှုတ်တွေ့တာမှု ပန်ရိုးစဉ်ကြုံနှောင်ဖွဲ့မှုသည် လောဘစိတ်ကိုအရင်တည်၍ငါသားမှငါသားငါမယားမှငါမယားဖြစ်ရသည်ငါသားငါမယားအပေါ်ဗတ်လိုက်မှုသားမယားအတွက် အကုသိုလ်ဒုစရိုက်လုပ်ငန်းများကျူးလွန်မှုများပြုလုပ်ကြ၍ဘဝပြည့်ကြရလေသည်တန်တရားတွင် အခက်ကြုံကြရသည်ဤသည်မှာလောဘအရင်ကံဖြစ်သည်တဏှာဆိုသောစကရက်ကလိုခြင်းဆွဲလန့်မှုဖြစ်သည် လောဘတရားပင်အရင်ခံသည် ဒနာသည်လောဘ၏တခြားအမည်ပင်ဖြစ်သည်မေထုံမိဝဲမှုကိုတတ်မှတ်ခြင်းသည်လောဘဖြစ်သည် ရာဂဆိုသောຢာကညှိတွဲမှုဖြစ်သည်ရာဂသည် လောဘ၏နာမည်ကွဲဖြစ်သည် လောဘကို သမှုရိယဟုလည်းသုံးမြန်ရာ သမှုရိယမှန်သမျှဟူသည်ဒုက္ခဖြစ်သောကြောင့်လောဘရှိနေသည်များလူတို့သည်ဒုက္ခကြီးသာကြုံကြရလေသည် လောဘသည်နည်းသည်များသည် မဟုတ်ကုသိုလ်အထောက်ပံ့မပါလျင် အပယ်ကြသည်ကြောက်ခဲသည်အရွယ်ကြီးမှရေတွင်နစ်မြုပ်သည်မဟုတ်ဆဲအပွင့်အရွယ်သည်လည်းရေတွင်နစ်မြုပ်သည် လောဘကိုစီကံကလနာတိုက်၍ထိမ့်သိမ့်တယ်မှသည်လောဘသည်ထိမ့်သိမ့်မှုဆောင်စည်းမှု ကုသိုလ်အကူအညီထောက်ပံ့ရှိပါက အပယ်မလားနိုင်သောသဘောရှိပါသည်ထို့ကြောင့်လောဘကိုအယံမလတ်သတိပညာတို့ဖြင့်စောင့်ကြပ်အပ်ပါသည်ဆရာတော်အရှင်ဇနကဘိဝန္တကဥပမာ ကြောက်ခဲသည် သူကြီးတသက်ဆိုပါကရေတွင်နစ်တော်လဲရေတို့ပစ်ချရာတွင် လေပေါ်တွင်တင်နေပါကရေတို့မနစ်ပဲရှိပါသည်ဇနီးခင်မွန်သားသမီးတို့တယောက်ကိုတယောက်တန်ရောစဉ်ဖြစ်၍အတူတကွပါရမီဖြည့်စည်းမှု ကောင်းမှုကုသိုလ်အတူတကွပြုပါကကုသိုလ်တရားပင်ဖြစ်ထွန်းသည် သူမေတာရှင်ရသိနှင့်သူမေတာသလိုသမီးအရှင်မဟာကတ္တဖာနှင့်မေဘတ်တာအလောင်းခရား နကုလပီတာတထေးနဲ့နကုလမာတာတထေးကတော်တို့သည်ဥပမာများပဲဖြစ်ကြသည်ဖြူစင်သောတရားတရားဖြစ်ခြင်းဖြင့်ကောင်းကျိုးကိုရသည်တရားသီလအစာကပညာတူညီလင်းတူညီသောအသိအလိမ်မှဉာဏ်ပညာတို့ဖြင့်နိဗ္ဗာန်ရောက်နိုင်သည်ချမ်းသာဒုက္ခဖြစ်နိုင်သည်ထို့ကြောင့်မိမိလောဘသည် သူတစ်ပါးကိုမထိခိုက်ရန်လိုသည် သူတစ်ပါးကိုထိခိုက်စေသော လောဘတရားကိုစီကံကလနာတတ်၍ထိမ့်သိမ်းရသည် ထို့ပြင်တဏှာလောဘသည် မာယာကိုမွေးဖွားစေနိုင်သည် မာယာသည်လှဲ့စားမှုဖြစ်သည် လောဘရှိပါကရယူလိုမှုစွဲလမ်းမှုတန်ရောစဉ်တို့ကိုအခြေခံ၍လိန်လေလှဲ့ပြအကြံဆောင်ပြောဆိုခြင်းသည် မာယာပင်ဖြစ်သည် လောဘရှိလာသူသည် မာယာပရိယအသွဲအသွဲရှိလာယုံသာမက မရှိသည်ကိုအရှိ အပြည့်ရှိပါလျက်မရှိဟုဖုံးကွယ်တတ်သောသဘောကိုလည်း ရောက်ရှိလေသည်ဤသည်ကိုပါထေယဟုခေါ်သည် လူလောကတွင်သီလမရှိဘဲသီလရှိဟန်ဆောင်ဇွဲမရှိဘဲဇွဲရှိဟန်ဆောင်ဘွဲမရတိုင်းပဲဘွဲရအောင်ဟန်ဆောင်ကြိုးစားမှုသည် ခိုးမှုကျူးလွန်ရာဖြစ်၍ထိုဘွဲဂုံလူကိုမိမိနာမည်နှင့်တွဲ၍ခေါ်ဆိုနေသည်များသည်အကျိုးမများလောဘစိတ်သည်နောက်ဆက်တွဲတရားများနှင့်ဆိုးရိုးများကိုဖြစ်စေ၍ လောဘစိတ်နေပါအောင်လေ့ကျင့်ပြုထောင်ရပေသည်လောဘစိတ်ကို စိကံကလနာသက်ပေးရပေသည်ပုထုဇဉ်လူသားတို့အနေဖြင့်လောဘကင်းစင်အောင်ပြုလိုရန်ခေရင်ပါသည် ထိုက်တဲ့သော လောဘထားရှိ၍လွန်ခဲ့သော လောဘများကို မပွားမြောက်အောင်စိကံဖြင့်ကန့်သက်ထိန်ချုပ်ထားနိုင်ပါသည်စက္ကပ်များတွင်စင်ကြီးများရိုင်းဆိုင်သောအသားစားတတ္တဝါများကြာမြချင်းသေးများပါဝင်ကပ်ပြကြသည် ထိုစင်ကြီးများသည် အလုံးအင်အားကြီး၍ရိုင်းညသည်ကြာချင်းသည်အစရှိသောတရဝများသည်လည်းရိုင်းညသည် ထိုတရဝများ တိရစ္ဆာန်များကိုယဉ်ကျေးအောင်သင်ပြလေ့ကျင့်ရပါသည် ထို့အတူစင်ရိုင်းကဲ့သို့ရိုင်းဆိုင်သောစိတ်စင်ရိုင်းကိုထုံးပိုင်မချာယဉ်စိတ်ငှားလျင်ပညာထိမ့်၍သိမ့်စေမည်မမယွင်းသိခြင်းနှင့် ထောင်လွှားတတ်ခြင်းမာယူစွာတည်ခြင်းသည်စိတ်ဤချွေရင်းမှုစိတ်စည်းကမ်းမှုဖြစ်သည်စိတ်သည် အမှန်ကိုသိမှ အမှန်ကန်ဆုံးဖြတ်နိုင်ဖြစ်ပါသည်အမှားများတည်နေရင်တောက်လျှောက်မှားဖို့သာရှိသည်မရှိကိုအရှိထင်သက်သည်မမှားသည်ကိုမှားထင်သက်သည်ထို့ပြင်သူသည် အမှန်အခြားသူများကမှားဖို့အယူလွဲတော်သည် မျက်စိကန်းအစီမကြောက်ဆိုသည့်အတိုင်းမှားနေသူသည်မှားနေတယ်ပိုက်သက်၍အရှက်အကြောက်တရားတို့လည်းမရှိပဲနေပါသည် မသိတာတသက်ဖြစ်သည်ဒိဋ္ဌိစိတ်ကမှန်မှန်ဝင်ဝင်သိနေခြင်းဖြစ်သည် အသိတရားကို မှန်ကန်အောင်ပြုလုပ်ပြန်လိုအပ်သည်မှားရင်းနေသောစိတ်ကိုတက်မှန်ပြရမည်ဖြစ်သည်ပညာဖြင့်တတိဖြင့်တက်မှန်ရသည်ထောင်လွှားခြင်းမာနာ ထောင်လွှားခြင်းသည်လည်းစိတ်စည်းကမ်းမဲ့မှုတစ်မျိုးဖြစ်သည်လူတို့သည်ဤမျိုးစုံဖြင့်ထောင်လွှားမောက်မာတတ်ကြသည်တချို့ကရာဓုဂုံရှင်ရောက်မောက်မာသည်တချို့ကအစည်းအဝေးဥစ္စာရောက်မောက်မာသည်တချို့ကပညာရည်ချင်းရောက်မောက်မာတတ်သည်တချို့ကယောဂကင်းစင်သောကြောင့်မောက်မာကြွတတ်သည်တချို့ကငယ်ရွယ်ကုန်အားကိုးမောက်မာသည်တချို့ကအသက်ရွယ်ကြီးွင့် ငါအသက်ကြီးသူအတွေ့အကြုံများပြားသူဟုဆိုကမောက်မာတယ်လေဒီအချို့ကတာသမီဆွေမျိုးမိဘအားကိုးဖြင့်မောက်မာတယ်လေဒီတကယ်တော့ယောဂာဂုံရှင်စီစဉ်ဥစ္စာပညာရည်ချင်းယောဂာကင်းခြင်းငင်းရွယ်ခြင်းမိဘဆွေမျိုးအချမ်းရံများခြင်းတို့သည်သင်္ခါရမမြဲသောတရားများသာဖြစ်ကြသည်မင်းမြင်သမျှသောမမြဲသောသဘောတရားတို့ကို မိလျောကား မာမာနထောင်လွှားခြင်းဖြစ်သည်မာမာနထောင်လွှားပါက မာနစိတ်နှင့်အနီးပြောဆိုဆက်ဆံသည်ထိုအခါချွေရန်အသင်ပင်တို့အဆုံးရှုံး၍မကောင်းသတင်းဖြစ်တတ်သည် ထောင်လွှားသူသည်ရာထူးကုံသိမ်ကြောင့်ထောင်လွှားသည့်အတိုင်းရာထူးကုံသိမ်ကြဆင်းသွားသောအခါမာနကို မချဘဲတစ်ချိန်က ရှင်ပြုစဉ်ထီးဆောင်ခဲ့သည်ကို ပြန်ပြောင်းတရိယာကမာနအလံကိုလွှင့်ထူငယ်လွှင့်ထူတတ်သည်စီစဉ်ရှိသူကလည်းစီစဉ်ရော်ရဲစင်းရဲသောဘဝသို့ရောက်ရသည့်တိုင်မာနတက်ခံကိုမချနိုင်ပဲရှိတတ်သည်ယောဂါကင်းစင်သူကလည်းယောဂါရလာသည့်အခါမိမိတစ်ချိန်ကယောဂါကင်းသည်ကိုတရိယာကစိတ်စင်းရဲရလေသည်ယောဂါဝေဒနာခံစားရင်းကပင်မန်တက်နေသူများလည်းရှိသေးသည်မာမာနတရားသည် နေရာတကာတွင်ထားအပ်သည် မဟုတ်နှိမ့်ချခြင်းသည် မင်္ဂလာတရားဖြစ်သည်မာမာနထောင်လွှားသူသည် မင်္ဂလာတရားနှင့်ကင်းဝေးကာမံစိတ်မာနစိတ်သည်စီကံ့မဲ့သော မလွလားအပ်သော စိတ်ထားတရားဖြစ်လေရာထိုစိတ်မျိုးရှိပါကယင်းစိတ်ကိုစီကံကလနာထား၍ထိန်ချုပ်တင်ပါသည်မာနကိုချ၍သူတစ်ပါးခြေပွားအောက်သို့ဝင်ရမည်ဟုမဆိုလိုပါမာမာနဖြင့်သူတစ်ပါးကောင်းပေါ်သို့မတက်ရန်သာလိုအပ်ပါသည် ဇာတိသွေးဇာတိမှန်ဆိုသောအရာရှိပါသည်ဇာတိသွေးဇာတိမှန်အမျိုးကုံသည်လိုအပ်ပါကသာရှိနိုင်တော်လဲသူတစ်ပါးကိုကျူးကျော်ရန်စရန်မဟုတ်ချေသူတစ်ပါးကျူးကျော်ရန်စပါကခုခံကာကွယ်ရန်အတွက်သာဖြစ်နေသည်ထို့ကြောင့်ပုထုဇဉ်လူသားတို့တွင်ဇာတိသွေးဇာတိမှန်သာရှိကောင်းသာရှိနိုင်ပါသည်မြင့်မြတ်သောသူတော်စင်တို့၏ဘဝတွင်ငါမာမာနတရားသည် ဟွာချထားပြီးဖြစ်နေသည်နာစင်မိခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးပေါ်ပြမိသွားမှမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ